မသေးဖြစ်ရင်ပို့ချစ်ကြမယ်။စကားဝိုင်းတစ်ခုမှာပကြီးဆ iam မနှုတ်ရင်ရွတ်သွားတဲ့ကြပြာစားသားလေးဖြစ်ပါတယ်။မူရဲ့ရေးသူကတော့ဆ iam မောင်းပို့လို့သိရတယ်။ကြားလိုက်ရတဲ့အချိန်မှာဒီစကားလေးကိုပဲစိတ်ထဲဆွဲချနေမိတယ်။ထပ်သူတယောက်အနေနဲ့ခံစားမိတာကတော့တေးအန်ဆဲဆဲလူတယောက်ရဲ့အတွေးပေါ့။အာဒီတကာများမသေးဖြစ်ဘူးဆိုရင်ပို့ချစ်လိုက်မယ်။ပို့ချစ်ပြလိုက်မယ်ဆိုရင်စိတ်ကူး။ဒါမှမဟုတ်နောင်တလည်းဖြစ်ဖြစ်နေမှာပေါ့။ ကျွန်တော်ကိုယ်တိုင်တော့အဲ့ဒီလိုငါသေတော့မလားမသိဘူးဆိုတဲ့ခံစားချက်မျိုးတစ်ခါမှမကြုံဘူးသေးယောဂကြီးကြီးမမမဖြစ်ဘူးဒါလည်းပါပါလိမ့်မယ်ကိုချက်တဲ့ခင်တဲ့သူတွေလည်းအဲ့ဒီလိုအခြေအနေမရောက်ဘူးသေးဒါပေမဲ့တခုခုလှုပ်ဖို့နောက်ကျသွားတာမျိုးတော့ဘဝမှာခဏခဏကြုံခဲ့ဘူးတယ်ဥပမာဖုန်းတို့ laptop တို့တွေက file တွေကိုမရွှေ့ထားမိသေးတဲ့အချိန်မှာပြတ်သွားတာမျိုးပေါ့ဒီတခါမပြတ်ဖဲတာပြန်ကောင်းသွားရင်ငါချက်ချင်းရွှေ့လိုက်ရွှေ့ထားလိုက်တော့မှဆိုတဲ့အတွေ့ဝင်တယ် ဒီတစ်ခါလေးပဲပြန်ကောင်းပေးပါဆိုပြီးပြောနေမိတာပေါ့ဒီကာလကတော့အရင်ထက်စာရဲ့နေမြင်များပြောက်တွေများလာတယ်။တေခွဲမဟုတ်တောင်ရှင်ခွဲခွဲရတာတွေပိုကြုံလာရတယ်။အဲ့ဒီရှင်ခွဲတွေကလည်းပြန်ဆောင်ကြမယ်နော်လို့တယောက်ကတယောက်ပြောနေကြပေမဲ့စုံခြင်းမှလည်းစုံရတော့မယ်ဆိုတော့ကိုနေအောင်လုံးကတိနေကြတဲ့ရှင်ခွဲမျိုးတွေဖြစ်နေတာ။ဒါကြောင့်လဲမတည်ပြင်းရင်ပိုချစ်ကြမယ်ဆိုတဲ့စကားလေးကထိထိရှာရှာဖြစ်နေစေခဲ့တယ်ထင်ပါတယ်။ ီတကားများမခွဲပြချရင်မင်းတခြားနေရာတခြားမြို့တခြားနိုင်ငံကိုမပြောင်းပြင်ရင်တော်ရဲပြန်ဝင်ပြင်ရင်ပူချစ်ကြမယ်ဆိုပြီးပြောင်းရွံ့နေမိတယ်။မဖြစ်ချင်လဲလို့မင်းရင်တော့တက်နိုင်သမျှနောင်တနေခြင်းနဲ့မလုပ်ပေးလိုက်ရတဲ့ကိစ္စတွေမပြောလိုက်ရတဲ့စကားတွေမပြသလိုက်ရတဲ့ချစ်ချင်းမေတ္တာတွေနဲနိုင်သမျှအနည်းဆုံးပဲဖြစ်ချင်တော့တယ်။အတူရှိတော့ခိုက်တဲ့နေကိုတံမိုးထားကြမယ်မေတ္တာထားကြမယ် အပြန်အလှန်နားလည်မှုပေးကြမယ်ဂရုစိုက်ကြမယ်အမတ်တရားကလေးတွေဖန်တီးကြမယ်ဒါကောကဒီကာလအတွက်အကောင်းဆုံးသောဘဝအနေနဲ့တခုဖြစ်လာခဲ့တခါတလေကြလဲဒါတွေကိုမသိဘူးမဟုတ်ဘူးသိပါတယ်အတူရှိနေတဲ့တံပိုးထားရမယ်ဆိုတာပြောသလောက်တော့လဲလွယ်မနေပြန်ဘူးကိုဘလို့မှရှေ့ဆက်လို့မရနိုင်တော့တဲ့ဆက်ဆံရေးတွေစုံဖို့မဖြစ်နိုင်တော့တဲ့လူတွေဆိုင်လို့မရတော့တဲ့မျက်နှာချင်းတွေအများကြီးရှိတယ် မိဘတွေကိုတက်ရှိတင်ရှားရှိတော့ငရုစိုက်ပါဆိုတာတော့မှလူတိုင်းအတွက်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးသူတို့နဲ့ကိုနဲ့ဆက်ဆံရေးအတိမ်နဲ့တယောက်ကိုတယောက်ပေးထားခဲ့ကြတဲ့စိတ်ဓာတ်ရအတိမ်နဲ့ဒါတွေကလည်းအများကြီးစကားပြောပါသေးတယ်ပုံမှန်ရတော့မိဘဆိုတာကိုယ့်အပေါ်ကျေးဇူးရှိတယ်ကိုယ်တိုင်လည်းဒီလိုပဲခံယူထားသလိုလူမှုပတ်ဝန်းကျင်ကလည်းဒီလိုပဲမြင်တယ်ဒါကြောင့်မိဘပေါ်ကယုံမဆိုင်မိခြင်းအတွက်ကိုယ်တိုင်လည်းအပြစ်ရှိတယ်လို့ခံစားရပြီးပဝင်းကျင်ကလည်းဒီလိုပဲအပြစ်တင်တတ်တယ် ပုံမှန်အဖြစ်လဲမိဘတွေကဒီလောကတည်းကနေကိုယ့်ထက်အရင်ထွက်ခွာသွားကြရတာများကြံခဲ့တဲ့သားသမီးတွေမှာတော့နောင်သားတွေတပွေးတပိုင်းနေပို့သူတို့ပေးခဲ့တဲ့စိတ်ဓာတ်ရာတွေကြောင့်ဘလို့မှရင်းနှီးလို့နှွေးထွေးပေးလို့မရတော့တာကတစ်ဖက်ကျေးဇူးတရားဆိုတဲ့အသည့်နဲ့ငါသားသမီးတာဝန်မကျေခဲ့ဘူးဆိုတဲ့စိတ်ကတစ်ဖက်တသက်တာထွန်းပိုးသွားပြီတော့ပဲဘလို့ပဲဖြစ်ဖြစ်တနိုင်သမျှတော့နောင်တနေအောင်ကြိုးစားကြရတာပါပဲဘဝကတံပြာသီးပေးလာရင်တံပြာကြီးဖြောတော့လိုက်ဆိုတဲ့စကားတော့ရှိသေးတာပဲမဟုတ်လား မိဘဆိုတာလဲကိုရွေးချယ်လို့ရခဲ့တဲ့အရာမဟုတ်ဘူးဒီလိုပဲကိုဘွားလည်းကိုဘသူဝင်လာပါဘသူဝင်မလာပါနဲ့လဲတားလို့မရဘူးတမယာသီးနဲ့တူတဲ့သူတွေလည်းပါလာမယ်စပြည့်သီးနဲ့တူတဲ့သူတွေလည်းပါလာမယ်အပြင်မှာကစူးတွေနဲ့အထင်းမှာတော့အရသာတွေပြက်နှစ်နေတဲ့ဒရင်းသီးလိုလူတွေလည်းပါလာမှာပဲကိုတက်နိုင်တာကတော့သူတို့အတွက်ဘယ်လိုလူမျိုးဖြစ်ပေးမလဲသူတို့ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာပါပဲတခါတလေကျလူတွေပေါ်ကောင်းပေးလိုက်တယ်ခွင့်လွှတ်ပေးလိုက်တယ်သဘောထားကြီးပေးလိုက်တယ်ဆိုတာ တကယ်တော့ဘသူအတွက်မှမဟုတ်ကိုနောင်တနေခြင်းလို့လုပေးလိုက်တာတတ်တတ်လည်းဖြစ်နေတတ်ပါတယ်စိတ်ထားအယံဖြူစင်နေလို့တော့မဟုတ်ဘူးပေါ့ဒါကြောင့်ဘသူကငါ့အပေါ်ကောင်းနေမကောင်းဘူးမိဘကဘလို့ကြီးစားကဘလို့တိတ်တွေးမနေပဲကိုဘက်ကနောင်တရစရာမရှိအောင်လုပေးလို့ရတာလုပေးလိုက်စီချင်တာပါပဲမတေဖြစ်ရင်လှုပ်ပို့လုံးမယ်ဆိုတဲ့အတွေ့လေးလည်းတွေးမိတယ်စိတ်တွေလေလွဲ့နေတဲ့အခါအချိန်နဲ့ပြုံးမိတတ်ကြတာသဘာဝပဲ ဘာမှလွတ်ချင်ကန်ချင်သိမရှိတဲ့အချိန်တွေမျောလင်းချက်ကင်းမဲ့နေတဲ့အခိုက်အတန့်တွေဘယ်သူမှမဆိုရှိဘူးကြတယ်။လောကမြတ်ဖြစ်မလာတဲ့အခါတိဆောက်ထားသမျှတွေပြိုပြက်သွားတဲ့အခါသူတို့အတွက်ရှင်သန်နေတာပါဆိုရဲမိဘသို့မဟုတ်သာသမီဆုံးပါသွားလို့ကို့မှာဆက်ရှင်သန်စရာအကြောင်းပြချက်မင်းမင်းရရမရှိတော့တဲ့အခါအချိန်တွေရဲ့တန်ဖိုးကလည်းကျသွားတတ်တယ်။တကယ်တမ်းကျအသက်ဆိုတာအချိန်တွေနဲ့တိဆောက်ထားတာပါပဲ။အချိန်တွေဖြုံးနေခြင်းကအသက်ကိုဖြုံးနေခြင်းလည်းဖြစ်တယ်။ဘန်ကောင်တဲ့ငွေဘလောက်ကြံသေးတယ်လဲ ကိုဖုန်းမှာဖုန်းပေးဘလောက်ကြံသေးတယ်လဲစစ်တယ်လို့လဲစစ်လို့ရတဲ့ကိစ္စမဟုတ်အခုနေတာကိုမှာကင်ဆာဖြစ်နေတယ်6လတစ်နှစ်ပဲခံတော့မယ်ဆိုတာသိလိုက်ရရင်ကိုပါတယ်လို့လုံးမလဲစဉ်းစားကြည့်ပေါ့အနည်းဆုံးစဉ်းစားရင်တော့မနက်ဖန်သာတေးရမယ်ဆိုရင်ကိုဘယ်လိုနေမလဲပေါ့ကျွန်တော်မှဆိုလုံးမယ်ဆိုပြီးအချိန်ဆွဲထားတဲ့တိုးလို့တန်းလန့်နေအများကြီးရှိတယ်အဲ့ဒါတွေကိုဂုံယုံလုံးမိနေလိမ့်မယ်လို့ထင်တယ်တည်ရန်ဆဲဆဲများဖြစ်နေမယ်ဆိုရင်တော့ ငါဒီတခါများမသေးပြက်လိုက်ဘူးဒီတောင်ကိုကြော်နိုင်လိုက်တယ်ဆိုဒါတွေငါတေချာလုပ်မယ်နောက်ပဲတော့မှအချိန်မဆိုင်တော့ဘူးဒီလိုတွေးနေမိမှထင်တယ်ဒီတခါလေးပဲခွေရေးထပ်ပေးပါဒါလေးတွေလက်စားတက်သွားခြင်းလို့ပါဆိုပြီးတကိုးရှင်တရားရောက်စီလဲဆူတောင်းနေမိမလားမပြောတော့အခုကတော့ balance ဘလောက်ကြံသေးလဲတေချာမသိပါပဲနဲ့ဒီအချိန်တွေကိုစိတ်အလိုလိုက်ပြီးဖြုံးမိနေတော့မယ်ပေါ့ကျွန်တော်တို့ရဲ့စိတ်အခြေအနေတွေဖြတ်တန်းနေရတဲ့ဘဝပုံစံတွေပေါ်မှာလဲဟူတည်အောင်ပါပါတနေ့တည်မှာတော့လူတိုင်းသိကြတာကြီးပဲလေ ဒါပေမဲ့ဘယ်သူမှတော့အချိန်တိုင်းအချိန်တိုင်းကိုအကျိုးရှိရှိအသုံးချမနေနိုင်ကြဘူး။ဘာပဲဖြစ်ဖြစ်ဒီအတွေးလေးကိုတော့ကိုကိုကိုမကြမကြလေး remind ပြန်လုပ်စီချင်ပါတယ်။ဒါဆိုအရင်လောက်တော့သတိလက်လွတ်နဲ့အချိန်တွေဖြုံးမိမနေစိုင်းမိမနေတော့ပဲအကျိုးရှိတာတွေပိုလုံလာနိုင်လိမ့်မယ်လို့ထင်ပါတယ်။